ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ဂူလာဆိုးကြီးရေးသားတဲ့တင်ပေါအမိရသွားတဲ့အာနာရှင်ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်တင်ဆိုဒီကတန်ဖြူဖြစ်ပြီးတော့တတ်ထုများထဲမှာအပေါ်စားဖြစ်တတ်မှတ်ခံထားရပါတယ်ထိုအကြောင်းကိုဆက်ပြီးပေါ်ပြပါမယ်ကျမ်းပဒမမင်းအွန်လိုင်းဟာလေရင်စီးလုံးပြည့် ရိုနီတတိုက်ကိုခေါ်တင်ပြီးဘယ်လရုစ်မြို့တော်မင်းစ်တို့ဆိုက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။လေထွန်စကီကလီနိုမိုမိုးစီထုတ်လုပ်ရေးပင်လယ်စားစာအပါဝင် နားလည်မှုစာကျွန်လွှာပေါင်း73ခုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ဘယ်လားရုစ်မှာရွေးကောက်ပွဲအတွက်လီလာစောင့်ကြည့်ရေးအဖွဲ့လဲစေလွတ်ရန်သဘောတူခဲ့ကြတယ်လို့ဆိုပါတယ် စစ်ကောင်စီဘက်မှအပယ်ခံဖြစ်နေတဲ့၎င်းတို့ခေါင်းဆောင်ကြီးအကျန်းဖတ်သမားမင်းအောင်လှိုင် လူရဝင်လာသည့်သဘောဖြင့်တရားဝင်ဖိတ်ကြားချက်အရချစ်ကြည်ခရီးရောက်ရှိနေတော်လို့အာလုတ်တန်ကြီးဖြင့်တရင်မီဒီယာများမှနားကိုလူမတက်အော်နေတော်လဲအဆိုပါနိုင်ငံအား၎င်းအားငကူကလေးကထောက်ခံထားသောလက်တဆုပ်စာပင်မရှိတဲ့ နိုင်ငံများစည်းရင်းမှာပါဝင်နေတဲ့အတွက်လဲမိသူကားများအစမ်းတကြဲစိတ်ဝင်စားမှုတော့ရှိကြမှာမဟုတ်ပါဘူးသို့တော့ဂျမ်းဖက်သမားမင်းအွန်လိုင်းဟာပူတင်ကိုတွေ့လျင် တွေ့ချင်းအတင်းပြေးဖက်ဟိုကထိုတို့လုံးမီလို့ငကိုကလေးက diplomatic protocol နဲ့မရှိ၍ကြောင်တက်တက်ဖြစ်နေပုံကြွမင်းဇလန်းဖြစ်အတင်းကြီးဂျင်းထဲ့ပုံများကိုကြည့်၍တဝါဝါတဟာဟာနဲ့ အပြင်းပြေခဲ့ကြရဒီကတော့အမှန်ပင်ဖြစ်ပါတယ်တဖက်မှာလည်းထူထူကိုရောစိတ်ပါ ထောက်ခံခဲ့ကြတော့လေ၎င်းတို့ဘက်မှ၄နှစ်ကြာပြီးမှအဘဲကြောင့်ယခုမှဆင့်ခေါ်ခဲ့ကြဒီကို ဟောင်ကောင်ရှိ South China Morning Post သတင်းစာကြီးမှစောင့်ပါရှင်း မာရီယာစလိုးကယခုလိုရေးသားလာခဲ့ပါတယ်။တန်တမန်ကြီးရအတိမတ်ပြုတ်ခံလို့တဲ့အရေးချင်းမရှိရက်ဆက်ကြမ်းကြုတ်တဲ့အာနာရှင်တဦးကနေအတိမတ်ပြုတ်ခံရဖို့မရမကကြိုးစားလာမှုကိုကရင်မလင်နန်းတော်တဲ့အထိဖိတ်ခေါ်လာတဲ့လောက်ရကိုမိသည့်နိုင်ငံကမှကြိုးစားကြမယ်မဟုတ်လို့ဝါရှင်တန်စစ်ကောလိပ်ရှိပမော့ခ် ဇာကရီအဘူဇာကဆိုပါတယ်။၎င်းသုံးဆွဲသွားတဲ့ tin pot matrix ditida ဇာကလုံးကပြင်းလွန်းတဲ့အတွက်နားဝင်အောင်ပြန်လဲတင်ပြရခြင်းဖြစ်ပါတယ်။ပူတင်အတွက်မြန်မာဟာစိတ်ဝင်စားမှုမှာ အောက်ဆုံးအဆင့်သာရှိနေခဲ့ရမှာယခုအခါယူကရိန်းနဲ့ပတ်သက်ပြီးအမေရိကန်သဘောထားလုံးဝပြောင်းလဲလာနေဒီကို ကြည့်ပြီး၎င်းအတွက်အသက်ရှူဖို့ ရသွားသလိုဖြစ်ခဲ့လို့နိုင်ငံငယ်လေးများကိုတတ်နိုင်တယ်မြတပြည့်မူရန်စတင် လုံပွဲလာခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့လအတွင်းကုလအထွေထွေညီလာခံမှာ ယူကရိန်းမှရုရှားတပ်များစုခွာရန်အဆိုကိုအမေရိကန်ရုရှားနဲ့အတူကန့်ကွက်မဲပြီးခဲ့ပါတယ်ထရန့်ဟာယူကရိန်းတမရဇာလင်စကီနဲ့အင်ဖြူတော်မှာအချင်းများခဲ့ပြီးနောက် ယူကရိန်းတို့ပေးနေတဲ့အကူအညီများရက်ဆိုင်ပစ်လိုက်ပြီးဖြစ်ပါတယ်မိမိအမြင်ရမှုထို့တို့လုံနိုင်ဖို့အကြောင်းပြရန်ဇာလန်စကီကိုစွပ်ပေးလိုက်ခြင်းပဲဖြစ်မိထင်ပါတယ်ရုရှားကလည်းအပေကံဖြစ်နေခဲ့ရမှ နိုင်ငံတကာလည်းမှယခင်ဆိုဗီယက်လူတပည့်တပန်းများစွာနဲ့နေခဲ့ရတဲ့အဆင့်မျိုးတိဆောက်ခြင်းလာနေပါတယ် အကျန်းဖတ်သမားမင်းအောင်လိုင်းအတွက်ကလည်း၎င်းအားစီရီစီဝါရီအကူအညီရရာရချောင်းအခြားလဲအားကိုးစရာမရှိဖြစ်နေပါတယ်။ကြုံကရွင်းမြက်နဲ့ဇေယတောင်မန်ကျူးတွေ့ကြတဲ့ပွဲတာဖြစ်ပါတယ်။ရုရှားကလည်း၎င်းရဲ့လီချောင်းအင်အားကိုဖြည့်တင်းပေးနိုင်ဖို့လောက်တာရည်ရွယ်ပါတယ်။နောက်ဆုံးပေါ်ပစ္စမန်မျိုးဆက်တိုက်လီရင်များဝယ်ဖို့အထီးကတော့အကျန်းဖတ်သမားမင်းအောင်လိုင်းမတက်နိုင်ဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ရက်130ဒီလောက်ထပ်မံဝယ်ယူနိုင်ဖို့နဲ့လက်ရှိလင်းရင်များအတွက်အသေးအံလိုအပ်နေတဲ့အပူပစ္စည်းများ ပြုပြင်မွမ်းမံပေးမယ်ဤပညာရှင်များဆီလုပေးရန်တောင်းဆိုမှာဖြစ်ပါတယ်အစင်းမြင့် drone ဤပညာများတောင်းခံနိုင်တော်လဲ၎င်းရဲ့လူများအဖို့ကကြွမ်းကျင်မှုရှိလာရန်နဲ့အတန်ကြာစောင့်ရအောင်မှာဖြစ်ပါတယ် လက်ရှိမှာဒရုန်းကိုတရုတ်မှတင်ပို့နေတော်လဲရုရှားတို့က၎င်းတို့ဤပညာများနဲ့အစိတ်အပိုင်းများရောင်းချဖို့ဆိုသည်ကလိုင်စင်များချပေးရန်လိုနေပါတယ်ဤဤပညာများအခြားလူလက်ထဲရောက်မသွားရန်ထိမ့်သိမ်းထားမှာဖြစ်ပါတယ် ဂျမ်ဖသမမင်းအောင်လှိုင်အတွက်ကတော့၎င်းလူလာနေတဲ့ပူတင်နဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အတွက်ရော130မီဂါဝတ်နျူကလ িয়ার ဒါအပီစက်ယုံရရှိသွားခဲ့မှုကြောင့်တိတိတသားဦးမြူးနေတဲ့ဆိုတာကိုတွေ့ခဲ့ရတယ်လို့ဩစတြေးလျအမျိုးသားတက္ကသိုလ်မှ သူတည်တီဟန်တယ်မတ်စတန်ကမှတ်ချက်ချခဲ့ပါတယ်အကြံဖတ်သမားမင်းအောင်လှိုင်ဟာ၎င်းဘက်က အပေးသာရှိနေပြီးလူကျင်တလောက်ပြန်မရတဲ့တရုတ်နဲ့ဆက်ဆံရေးအတွက်မူမိသည့်အခါကမျှထုံမြအထိပျော်ရွှင်ခဲ့ရခြင်းမျိုး မရှိခဲ့ဘူးပါဘူးအကျန်းဖတ်သမားမင်းအောင်လှိုင်ရဲ့တွစ်ဆုံခဲ့မှုမှာဓပုံများကမိမြအထိကတိကအောက်ဖြစ်ခဲ့ရသည်များကို အပြည့်အဝမဖော်ပြနိုင်တော့လဲမြမလူလူအဖို့ရွှန့်ရှာဆက်ဆုပ်ဖွယ်မြင်ကွင်းမျိုးဖြစ်တာတွေ့ခဲ့ရတယ်လို့ဆိုပါတယ် မင်းအောင်လိုင်းရဲ့ပူတင်ဟာဆက်ဆံပုံဟာထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင်ယူယူကျူးကျူးဖြစ်နေပြီးကျွံယုံကျွံကောင်းတူကမြမယူရယုံကြည်မှုပေါ်အခြေခံထားတဲ့လက်ဆောင်ပဏာမျိုးဆက်သတယ်လို့ဖြစ်နေတယ်လို့အဘူဇာကမှတ်ချက်ချခဲ့ပါတယ်ပူတင်ဖို့က၎င်းစိတ် ပျော်ရွှင်သွားအောင်ပြောရဲဆူရဲတဲ့ပုပ်ကူမျိုးနဲ့မကြုံစဘူး၍နောက်တစ်ခါတွေ့နိုင်ဖို့စိတ်ဆောနေမဲ့ပုံရှိတယ်လို့စောင်းပါမှာရေးသားထားပါတယ်။ဘီဂျင်းဟာမင်းအောင်လှိုင်ရဲ့ခရီးစဉ်အပေါ်လူသိရှင်ကြားရည်ညွှန်းပြောဆိုမှာမဟုတ်တော့လေရုရှားကြောင့်၎င်းတို့ဩဇာလွှမ်းမိုးထားနိုင်မှုယုံနေသွားမှုရှိမရှိစောင့်ကြည့်နေမိမှာမလွဲဧကန်ဖြစ်ပါတယ်။ လေလာကြည့်တဲ့လောက်ဆိုကအရှိတောင်အာရှနိုင်ငံများထဲမှာအင်ဒိုနီးရှား၊ဗီယက်နမ်၊ထိုင်း၊ဖိလစ်ပိုင်တို့မှာနျူကလ িয়ার တုတေသနဓာတ်ပေါင်းမှုအဆင့်သာရှိပြီး ထို့အထက်မှာဖိလစ်ပိုင်နဲ့ဗီယက်နမ်တို့သာလျှက်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်တဲ့အဆင့်သို့ကူးပြောင်းနိုင်တော်လဲဂျပန်ရှိဖူကူရှိမာဖူကူရှိယဓာတ်ပေါင်းမှုမတော်တဆဖြစ်မှုကြောင့်လွန်စွာအန္တရာယ်များသည့်ဆိုကရက်ဆိုင်ထားလိုက်ကြပါတယ် နျူကလ িয়ার သိပ္ပံပညာရှင်တဦးတယောက်မျှမရှိတဲ့မြန်မာကဲ့သို့နိုင်ငံအတွက်နိုင်ငံတကာနှုမြူနဲ့စွန့်ရင်အေဂျင်စီမှစစ်ဆေးရုံနဲ့ပင်လေပတ်ခွင့်ပြုတော်မူမဟုတ်လွန်ရောကျွန်ရောအဆောက်အဦသာထီထီကြီးကြံ့ရင့်မှဖြစ်ပါတယ်ကျွမ်းကျင်သူများကမူ2050တွင်သာအစင်သင့်ဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ် ရုရှားဗီလာရုစ်ခီးစဉ်ပြီးအားလုံးကတင်ပေါ့အဆင့်ဦးနောက်မျိုးတာတာရှိတယ်လို့တတ်မှတ်ခံလိုက်ရတဲ့အကြံပေးသမားမင်းအောင်လှိုင်အားတခန်းတနာကျူဆူရန်နေပြည်တော်မှာ လူစုနေပြီဖြစ်ပါတယ်။အကြံပေးသမားမင်းအောင်လှိုင်ရရုရှားနဲ့ဗီလာရုစ်ခီးစဉ်အတွင်းကြံမင်းဗျာဒိတ်နဲ့စစ်ယုံလေပတ်နိုင်တဲ့အထိမိသို့မြဖြစ်မလာနိုင်တဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုအကြောင်းများ ကလင်းနှုတ်မုတ်များအကြောင်းပြောဆိုနေချိန်မှာကြောက်ဖြူရှိနောက်ဆုံးလက်ကျန်ရေတက်စခန်းကို ကာဝယ်နိုင်ရန်ရေတက်လေတက်အင်အားတုံး၍အသေးအတန်ခုခံကာဝယ်နေရပြီဖြစ်ပါလေကြောက်ဖြူကြသွားပြီဆိုကတရုတ်ဟာအာရခတက်တော်နဲ့သာတိုက်ရိုက်ဆက်ဆံလာမဲ့အရေးအတွက်အကြမ်းဖက်စစ်ကောင်စီဖို့စိုးရိမ်တကြီးဖြစ်နေပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချ အောင်ရမယ်